ရယာဝီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ပတ်မိုးကူညီမှုနဲ့ပြုလုပ်တဲ့ခလင်းလုံတမပပြောင်ရေးဆိုင်ရာအလုံကိုင်းခွင်းလန်းဖန်တီပေးရေးလုပ်ငန်းကော်မတီရဲ့အရာကုန်တက်ဆင်ပြုပြင်ခြင်းတင်တဲ့ဖွင့်ပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကအလုံတမညွှန်ကြားရေးဦးစီးဌာနကျွမ်းကျင်မှုလေ့ကျင့်ရေးတင်တဲ့ကြောင်းပတ်သိမ်မှပြုလုပ်ခဲ့အောင်ဖွင့်ပွဲအခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မဝင်းကောင်း ။ကလေးလောက်သမားပပျောက်စေဖို့အတွက်လူမှုအကာအကွယ်များပေးသလိုမိသားစုများအတွက်အလုံကိုင်းခွဲလမ်းများဖန်တီးပေးခြင်းနဲ့အရွယ်ရောက်သူများအတွက်တင့်တော်ကောင်းမွန်တဲ့အလုံကိုင်းများရရှိစေရန်ရွယ်ပေးအခုလုံးကျွမ်းကျင်မှုတင်တဲ့များဖွင့်လှစ်ပေးနေရခြင်းဖြစ်ပါကြောင်း အဲဂွန်တက်ဆင်ပြုပြင်ခြင်းလုပ်ငန်းဟာဝင်ငွေကောင်းမှုနဲ့လုပ်ငန်းဖြစ်ုံသာမကစွန့်ရည်အတုံးချပညာရည်များတဘာဝပတ်ဝန်းကျင်ထိသိရင်အသိပညာဘဟုသုတများကိုပါလိမ့်လာသင်ယူခွင့်ရနိုင်တာကြောင့်သင်တန်းသားများအတွက်သာမကနိုင်ငံတော်အတွက်ပါအကျိုးကျေးဇူးရရှိတဲ့သင်တန်းတစ်ခုဖြစ်ပါကြောင်းပြောကြားပြီးသင်စာရေးထောက်ကူပြုပစ္စည်းများအားလှည့်လည်ကြည့်ရှုဆစ်ဆဲခဲ့ပါတယ် အဲဒီနောက်ပသိမ်ခရိုင်ကံကြီးတော်မြို့နယ်မိချောင်းတရားကျေးရွာအုပ်စုရွာတိတ်ကုန်းကျေးရွာမှပြုလုပ်တဲ့ရွှေထွန်းကုမ္ပဏီလီမိတက်ရဲ့လေယာသုံးစက္ကရိယအယောင်ဆိုင်ကံကြီးတော်ရုံခွဲအသေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီးဒါနေတာကြီးဝင်းကြီးချုပ်ဟာတာဝန်ရှိသူများနဲ့အတူဖဲချိုးဖြက်ဖွင့်လှစ်ပေးပါတယ်။ အိမ်တော်လေယာသုံးဆက်ပစ္စည်းများနဲ့အပိုပစ္စည်းများလှည့်လည်ရရှိအားပေးကြအောင်ကော်မတီမှတော်မရှိသူများကသိရှိလိုတာများကိုလှည့်လည်ရှင်းလင်းတင်ပြခဲ့ပြီးနောက်ဒိုင်းနေတာကြီးဝန်ကြီးချုပ်ကဖြောပြေးအဖွဲ့များအားချင်းမြင့်ငွေများပေးအပ်ပါတယ်မိုးလယ်ပိုင်းမှာပသိမ်မြို့အေယာရွှေဝါခမ်းမမှာ ပြုတ်လုတဲ့ တူနာပြူနဲ့တာဖတင်တဲ့ကြောင်းပသိန်းအမှတ်စဉ်၄၀တူနာပြူတာဖဒီပလိုမာတင်တဲ့ဂျူဒီကုံနဲ့ဦးဆောင်အနေပွဲအခမ်းအနားတို့တက်ရောက်ပြီးဒါနဲ့လာရင်ဝန်ကြီးချုပ်ကအမှားစကားပြောကြားပါတယ် အဲနောင်ပတိမျိုးဒူနာပြူနယ်တာဖွားတင်တဲ့ကြောင်းအုပ်ကြီးဒိုင်းလိသာကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒူနာပြူပတိပြည်သူ့စေယုံကြီးမှဒူနာပြူအုပ်ကြီးတို့ကတင်နှန်းသူများအားဦးဆောင်များကို၎င်းပတိမျိုးဒူနာပြူနယ်တာဖွားတင်တဲ့ကြောင်းအုပ်ကတင်နှန်းသားများအားဂျူတီကိုများကို၎င်းအသီးသီးအနေနဲ့ပဲတင်နှန်းသားတင်တဲ့သူများကဒူနာပြူသစ္စာဒိတ်တန်ရွတ်ဆိုခဲ့ကြပါသည် ဆလဘင်းဒိုင်းနေသားကြီးဝင်းကြီးချုပ်ကထူးချွန်ချွန်ရရှိတဲ့ပထမနဲ့တင်းတဲ့သူများအားဆုများချီးမြှင့်ခဲ့ပြီးတင်းတဲ့သားတင်းတဲ့သူများအတွင်ဂုဏ်ပြုချီးမြှင့်ဝင်များကိုပေးရောင်းပဒိန်မျိုးဒူနာပြုနဲ့တာဖွားတင်းတဲ့ကြောင့်ကျောင်းအုပ်ကြီးကလက်ခံရယူပါတယ်။အဲဒီနောက်တင်းတဲ့သားတင်းတဲ့သူ86ဦးအားဂျူဒီကုံနဲ့ဦးဆောင်များအနှင်းပေးခဲ့ပါတယ်။အဲနောက်ဒိုင်းနေသားကြီးဝင်းကြီးကျုံနဲ့တာဝန်ရှိသူများဟာပတ်သိမ်မျိုးပြည်သူစေယုံကြီးတို့တွေ့ရပြီးတရုတ်နိုင်ငံမှာလှူတဲ့နေ Mobile Operator ရောအောင် ပဒိုင်ပြည်သူစေယုံကြီးမှလက်တွေ့တိစောက်ထားရှိမှုအားကြည့်ရှုခဲ့ပြီးတာဝန်ရှိသူများကလိုင်းလံရှင်းလင်းတင်ပြခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုတော့ပဒိုင်သတင်းဌာနဝန်ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။